အတူမဲ့မင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့တနေ့ကပေါ့နော်ဒါကျွန်တော် Liverpool ရဲ့ငွေသုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒါပြောပြထားခဲ့တာရှိရဲ့။ဒါကျွန်တော်တို့ဒါအားကကျွန်တော်အနေနဲ့ feeling လေးပါညာနေနေပြောပြထားပြီးသားဖြစ်တယ်။အဲ့တော့လက်ရှိချိန်မှာဒါကျွန်တော်တို့ Manchester City ကြောင်းပြောလက်ရှိမှာ Manchester City တင်းနဲ့ဒီနှစ်တွင်းမှာဒါသာပေါင်တန်း300တုံးချလိုက်ပြီးတို့ယူရိုတန်း300တုံးချလိုက်ပြီး City တင်းကနည်းနည်းလေးအောင်မြင်မှုနဲ့ဝေးကွာနဲ့ပတ်စံသုံးပြီးပြန်လိုက်တယ်ဆိုတဲ့စကားလုံးတွေကျွန်တော်တားတယ်အဲကျွန်တော်ကတော့လက်ရှိမှာနံပါတ်တွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေး detail တွေဆွေးနွေးအောင်နံပါတ်တွေအကြောင်းခမ Let's talk about numbers ပေါ့နော်လက်ရှိမှာနံပါတ်တွေနဲ့ပတ်သက်ပြီးတကယ်ကို City တင်းကတက်သူများတင်းနဲ့ရှင်ပြီဆိုငွေတွေပူသုံးခဲ့လားဒါနောက်ဆုံးကျွန်တော်ဒါ တိုင်းဖရင်ကနောက်ဆုံး9နှစ်ကိုကျွန်တော်တို့ရှယ်အောင်နောက်ဆုံး9နှစ်မှာ City Day အောင်မြင်မှုကို Travel ရခဲ့တယ်ဖလား၄နှစ်ဆက်ရခဲ့တယ်ဒီကြားထဲမှာဒါမနစ်က Liverpool ရခဲ့တဲ့နှစ်ကလွင် City Day ကဒါကျွန်တော်တို့ဒီ9နှစ်တုန်းမှာအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တယ်ဆိုတာလောကညင်းစရာမလို့အဲ့တော့ City Day နဲ့ဒီညမှာကျွန်တော်ဝင်ငွေတွေဘာညာကျွန်တော်နည်းနည်းလေးပြောပြခြင်းတဲ့ထဲမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်နည်းနည်းလေး perspective တစ်ခုပြောအောင်အဲ့တော့ transfer အကြောင်းပြောလက်ရှိမှာဒါကျွန်တော် တိုင်းဖိတ်တခုချမယ်နောက်1920ကနေအခုလက်ရှိ2024-25ဟုတ်တယ်တူရီတိကျင်တဲ့ဒီစောင်းရသည်အပြောင်းရွှေ့ရဲ့ဘတ်ဂျက်ပါစီတီအသင်းကိုကျွန်တော်ထည့်ပေးထားတယ်အဲ့တော့ကျွန်တော်စီတီအသင်းနဲ့ဒီနှစ်စောင်းရသည်မနစ်ကစောင်းရသည်အိုမာမာမော့စ်တိုဒါကျွန်တော်ကစားသမားတွေဒါဗစ်တာအဲ့ဘောဟာကော့စနော့ဖ်တို့ကိုခေါ်ယူထားတဲ့အပြောင်းရွှေ့ဈေးပါပါပြီးစီတီအသင်းအနေနဲ့တကယ်တမ်း top 6နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်ငါးနှစ်တွင်ဘယ်လောက်သုံးတာလဲအဲ့ဒီဘာချက်ကလေးကိုချက်တော့ကြည့်ရအောင်ဘာချက်မှာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်အချိန်တော်ဒီနေ့တနေ့လုံးမှာဒါအချိန်ပေးပြီးလက်ကိုလဲ research တွေဒီချာချာလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ number တွေနဲ့ တ်သက်ပြီးကျွန်တော်ပြောလို့ရအဲ့တော့စတီတီနဲ့ဒါကျွန်တော်လုံးဝ အစစပေါင်းဒါကျွန်တော်တို့အပြောင်းရွှေ့၅နှစ်အတွင်းမှာစစပေါင်းအသုံးစီပေါ့နော်ဒါသူများသိနေရှင်လိုင်းအောင်လက်ရှိမှာဒါကျွန်တော် top 6အသင်းတွေအပြင်ကိုဒါသသင်းနဲ့ပါနေတော့တွေ့ရမယ် Chelsea သင်းကဒါသိပ်ပြီးမထူးဆန်းတဲ့နေရာမှာဒါကျွန်တော်နံပါတ်1နေရာနေရည်နေနီနောက်ဆုံး၅နှစ်မှာ Chelsea သင်းက1.6ဘီလီယံယူရိုအသုံးချထားတယ်နံပါတ်2နေရာမှာဒါကျွန်တော် Manchester United ကတော့1.916တန်းနဲ့အသုံးထားတယ် Manchester City သင်းကဒါကျွန်တော်လုံးဝစစပေါင်းအသုံးစီမှာဒါ833တန်းကိုဒါကျွန်တော်သုံးထားတာတွေ့ရတယ်နံပါတ်3နေရာမှာကျွန်တော်ရဲ့အသင်းဖြစ်တဲ့969တန်း Tottenham Hotspur သင်းကရည်နေပြီးတော့ နံပါတ်9နေရာမှာ698သန်းနဲ့အာစတိုသင်းရဲ့ရက်ဒီနဲ့ top 6စမုတ်ပဲနဲ့လက်ရှိဂျားထဲမှာဒါကျွန်တော်တို့ပတ်စံအများကြီးသုံးပါတယ်တသင်းကညူကာဆယ်ယူနိုက်တက်ဖြစ်တယ်။နောက်ဆုံးကနေ့မှာညူကာဆယ်ယူနိုက်တက်တင်းနေတာကျွန်တော်တို့အထွေထွေသုံးစေးက932သန်းနဲ့ကျွန်တော်နံပါတ်9နေရာမှာရက်ဒီနေပြီးတော့ ဟိုဆိုနံပါတ်6နေရာမှာယက်တီနံပါတ်9နေရာမှာလီဗာပူးသင်းက496သန်းနဲ့နံပါတ်9နေရာမှာယက်တီကတွေ့ရမှာအဲ့ဒါကလက်ရှိမှာစုစုပေါင်းပေါ့နော်ဒါကြောင့်အသက်တွေမဟုတ်ဘူးအဲ့ဒါစုစုပေါင်းကျွန်တော်တို့ကကစားသမားအယောင်တို့ဘာမှမပါသေးကစားသမားအယောင်ရတာကျွန်တော်တို့လက်ရှိမှာအသင်းကရောင်းလိုက်တဲ့ဥစ္စာအသက်တွေမဟုတ်ဘူးဗျဟိုဟိုအသင်းကနေပြီးတော့ဒါကျွန်တော်တို့သူတို့ရဲ့ငွေကြီးပဲစိုက်ထုတ်လိုက်ရတဲ့ပုံစံမျိုးမဟုတ်သေးဘူး အပြောချင်တာကဒါကျွန်တော်စုစုပေါင်းအထွေထွေအသုံးစီမှာဒါ City Thing ကနံပါတ်3နေရာမှာရက်တည်တယ်။ဒါပေမဲ့ပြန်ကြည့်အောင်ဒီနေရာမှာဒါပြန်ကြည့်မယ် City Thing နဲ့ဒီတော့ငွေသုံးနိုင်ဒီတော့အောင်မြင်တယ်ဆိုတော့ value ကိုသူပြန်ရတာလေ။နောက်ဆုံးဒီကျွန်တော်တို့ပြောတဲ့9နှစ်အတွင်းမှာ City Thing နဲ့ travel ရခဲ့တယ်။ ပရီးမီးယားလိဂ်ဆူဖလာကို၄ချိန်တည်တည်ရခဲ့တယ်။ဒီထဲမှာဒါကြားဖြတ်ပြီးယူသွားတာလီဗာပူးတယောက်ပဲရှိခဲ့တယ်လို့ဆိုလို့ရမယ့်အထစ်ကိုစီတီသင်းကတောက်လျှောက်ကောင်းခဲ့တာကိုတွေ့ရမယ့်တဲမှာပါတယ်။အဲ့တော့စီတီသင်းရဲ့ဒီနေရာမှာတချို့ပြောနေလို့ပဲဟာတော့သူကိုတိဗျာသူတို့ငွေသုံးတာငွေသုံးတာပဲလေမှန်တယ်ငွေသုံးတာတော့ငွေသုံးတာပဲဒါပေမဲ့ငွေပိုသုံးတဲ့အသင်းတွေလည်းအများကြီးရှိရဆိုကျွန်တော်ပြောပြကြတဲ့တစ်ချက်ရှိတယ်။ဒါပေမဲ့ဒီနေရာမှာ net span ကြောင်းပြော net span ကဘယ်လိုဖြစ်ပေါ်လာလဲ other day ငွေသုံးစရိတ်ကိုပြောတာဖြစ်တယ်။ other day အသုံးစရိတ်ကိုပြောတာအဲ့တော့ကျွန်တော်လက်ရှိမှာကစားသမားဒီ transfer ရာသီကိုရောက်ပြီဆိုရင်ကစားသမား ဝယ်ဖို့ငွေကိုအသင်းတွေပြန်ရှာတဲ့ပုံစံမျိုးရှိတယ်။တချို့ကြလက်ရှိမှာဒါရှီရဲဆိုတဲ့အသင်းကကစားသမားတွေကိုရောင်းပြီးတော့ဒါကျွန်တော်တို့ဝယ်တဲ့ဟိုကစားသမားဝယ်မဲ့ပတ်စံကိုကစားသမားအယောင်းနဲ့ပတ်စံတွေကနေပြီးတော့ကျွန်တော်တို့ပြန်ဝယ်လိုက်တဲ့ဆိုတာတွေရှိတယ်။အဲ့တော့ပြောချင်တာအသင်းဘက်ကဆိုက်စရာမလိုဘဲနဲ့ဒါအသင်းပတ်စံတွေအများကြီးထည့်စရာမလိုဘဲနဲ့ကျွန်တော်ဒါရောင်းအောင်ငွေကနေပြီးတော့ပြန်ဝယ်လိုက်တဲ့အကြောင်းကသာတိတ်ပြီးပတ်စံမကုန်ခဲ့တဲ့ movement တွေရှိတယ်။အဲ့လိုမျိုးပြန်တွက်မယ်ဆိုရင်တော့ Manchester City ရဲ့အသင်းဒါကျွန်တော်တို့လက်ရှိနောက်ဆုံး၅နှစ်မှာ တုံးထားတဲ့ငွေဘယ်လောက်ရှိလဲအသက်တင်ပေါ့နော်တော့ net spend ကိုဘယ်လောက်ရှိလဲ net spend မှာတည်တည်ရှာပြောင်းကြည့်မယ်ဆိုရင် Chelsea တင်းကနံပါတ်1နေရာမှာဥဆောင်နေတယ်ဒါကျွန်တော်တို့ယူရိုမှာဆိုရင်ဒါကျွန်တော်တို့ဆိုရင်ဒါတော့ယူရိုနဲ့မဟုတ်တော့ပေါင်နဲ့ အားလုံးပေါ့နဲ့ကျွန်တော်တို့ Chelsea တင်းကဒါကျွန်တော်တို့အသက်တင်အသုံးစိတ်ကပေါင်၈၅၈ရဲ့တန်း၅နဲ့တွဲမှာ United ကဒါကျွန်တော်တို့ပေါင်၆၆၀ရှိတယ် Tottenham Hotspur တင်းကပေါင်တန်း920ရှိတယ်ဒီနေ့မှာ Arsenal တင်းကပေါင်၅တန်း900ရှိတယ်ဒါကျွန်တော် Newcastle United ကပေါင်တန်း400ရှိပြီးတော့ Liverpool တင်းကဒီနေ့မှာပေါင်တန်း280ရှိခဲ့တယ် Manchester City ကဘယ်ရောက်နေမလဲတဲ့နံပါတ်9နေရာမှာ Manchester City ကဒါကျွန်တော်အသက်တင်အသုံးစိတ်နေရာမှာတော့တန်း250ဖြစ်နေတာကိုတွေ့ရမယ်အဲ့တော့လူတော်များဒီနေ့မှာဝေဝါထွေတွားပြီးမေးကြမယ်မေးခွန်းနေရှိတယ်ဟာ ီးရီးသင်းကလူလဲအဲ့လောက်မရောမင်းနေဘလို့ဖြစ်လို့များဒါကျွန်တော်အသက်ရင်ဒါကျွန်တော်တို့တုံးတဲ့ပတ်စံကနင်းနေတာလဲဆိုတော့ပြန်ကြည့်ကြည့်ပါတေချာပြန်ကြည့်ကြည့်ပါ take a good look at yourself ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောကြည့်အောင်လက်ရှိကျွန်တော်ဒါဘောလုံးလောကဒီထဲမှာဒါတော့ဒီခုလက်ရှိဒါ upper rising ဖြစ်လာတဲ့ chart တွေကိုကြည့်လိုက်ပါ စီဒီသင်အကယ်ဒမီ graduate တွေပဲအခုလက်ရှိမှာနာမည်ကြီးနေပါတယ်ဆိုတဲ့ဒါကျွန်တော်တို့လက်ရှိမှာ Sancho တို့ Jeremy Frimpong တို့လက်ရှိမှာဘယ်ကနေဘယ်လူလာလဲဆိုတော့စစ်မြစ်ကိုလိုက်ကြည့်လိုက်ပါ Liam Delap တို့ဆိုတာဘယ်ကနေဟိုကိုပါမာတို့ဆိုတာဘယ်ကနေလာလဲဆိုတော့သူတို့တချို့ကြပါဟာဒါသူတို့ academy ဆိုတော့သူတို့ငငယ်လေးကတည်းကဘလူပဲဟိုပဲလက်ရှိမှာဒါအဲ့လိုပြောကြည့်ဆို Alejandro Garnacho ကိုလည်း Manchester United ကတင်ကဒါကျွန်တော်တို့သူ့နေကိုစပိန်ကနေဝယ်ခဲ့တာဖြစ်ပြီးစပိန်ကနေပြီးတော့သူ့ရဲ့ academy မှာထည့်ပြီးမှအဲ့တော့အခုလက်ရှိမှာပြောင်းရအောင်အဲ့တော့ပြောချင်တာဘလူပဲပြောအတူတူပဲပေါ့အဲ့တော့ City တင်းနဲ့ဒီနေရာမှာတကယ်တမ်းအ ်အသက်တင်အသုံးစီကသူတို့ရဲ့လူငယ်အကယ်ဒမီထွက်တည်ရောင်းတဲ့ဈေးတွေကလက်ရှိဒီကြားထဲမှာကစားသမားရောင်းတဲ့ဈေးတွေကိုနှုတ်လိုက်တဲ့အချိန်မှာ CD အသင်းအနေနဲ့တကယ်အသက်တင်အသုံးစီကတော်တော်လေးကိုနည်းနေတာတွေ့ရမယ်။ဘယ်လောက်တောင်နည်းလဲဆိုတော့လက်ရှိမှာကက်စီနဲပါရဆိုတဲ့လီဗာပူးအသင်းထက်တောင်နည်းနေတာကိုတွေ့ရမယ်တော့ပါ။အဲ့တော့ဒီနေ့များသာထက်ထွက်ရင်တော့ဒါကျွန်တော်လက်ရှိမှာ CD အသင်းအနေနဲ့ကစားသမားအယောင်ပါညာထပ်ပြီးရှိခဲ့အောင်မယ်ဆိုရင် သိရမှာဗျာတော့ဒူတော်များအမှတ်မှားတဲ့ချက်က City အသင်းကဒါကျွန်တော်အပြောင်းအရွှေ့မှာသူတို့ရဲ့ Academy တွေကဘလောက်တိတောင်ရောင်းနေရလဲဆိုတော့လူတွေမသိတဲ့အချက်ပါပဲ City အသင်းရဲ့ Academy graduate တွေကအရန်ရောင်းရတယ်အခုလက်ရှိမှာဒါ exam မပြောအောင်ပြော City အသင်းဒါကျွန်တော်လူဟိုကဘာလို့ပဲဒါ City သင်းငွေတုံးတာပဲတည်တယ်လူရောင်းလိုက်တာမတွေ့ဘူးဆိုတဲ့ scenario အလက်ရှိမှာ City သင်း Hulian Everest ကို Atletico Madrid ကိုဘယ်ဈေးနဲ့ရောင်းလိုက်တယ်ဘလောက်တိများလဲဆိုတော့လူတွေမေ့သွားပုံရတယ်အဲ့တော့တကယ်တမ်းပြန်စားကြည့်မယ်ဆို Hulian Everest ကိုရောင်းထားတဲ့ပတ်စံ Omar Mahmoud ကိုပြန်ဝယ်လို့ရပါတယ် ဲ့တော့တချို့ဟာအိုမားမာမုရှ်တွေပါလေဝယ်ထားတဲ့ဘာညာဆိုတဲ့စကားလုံးကိုသုံးလိမ့်မယ်ရှိတယ်။အိုမားမာမုရှ်ကိုဝယ်လိုက်တဲ့ပတ်စံဟူလီယန်အေဗရက်စ်ကိုရောင်းတဲ့ပတ်စံအပြည့်မမီသေးပါဘူး။ အဲ့လောက်ထိကို CD တင်းကလက်ရှိမှာစီပါအဲ့တော့ဟိုးရင်တော့ကိစ္စနဲ့ပြတ်တွက်မယ်ဆိုတော့ဟုတ်တယ် CD ကလုံးဝအသက်တင်ငွေတွေတုံးခဲ့တယ်ဒါကျွန်တော်လက်ရှိမှာ PI အကြောင်းမို့လို့လက်ရှိမှာ CD တင်းက135မှုကိုရင်ဆိုင်နေရတဲ့ကိစ္စတွေအဲ့ဒါကြီးလည်းပါရတယ်မှာပါတယ်အဲ့တော့ဟိုးရင်ကိစ္စနဲ့မို့ပဲအခုလက်ရှိနောက်ပိုင်း9နှစ်အနေနဲ့ပြန်တွက်မယ်ဆိုတော့ CD တင်းကအသိကြီးသသိန်းဖြစ်လာဆိုတော့လူတွေမေ့သွားဖို့ရတယ်ပြီးတော့လက်ရှိမှာလူတော်များလက်မခံနိုင်တဲ့အချက်ကပါလဲဆိုစီတီသင်းကဝင်ငွေရတဲ့တဲ့သင်းဖြစ်တယ်စီတီသင်းเนี่ยခုလက်ရှိဒါအမေရိကန်နိုင်ငံမှာဒါကျွန်တော်တို့ fan base အတိုးတက်ဆုံးသောအသင်းတွေကတသင်းဖြစ်ပြီးလက်ရှိမှာတရုတ်ပြည်မှာကျွန်တော်တို့ဒုတိယမြောက် fan base အတိုးတက်ဆုံးအသင်းတွေနဲ့တွားနေတယ်မှာပါတယ်အဲ့တော့ပြောချင်တာတဖြည်းနဲ့တဖြည်းတာ city အသင်းတွေဒါ record အမျက်ဆုံးနေတယ်တဖြည်းရအဲ့တော့လက်ရှိမှာ city အသင်းရဲ့ဒါကျွန်တော်တို့ရဲ့ twitter စာမျက်နှာပြီးတို့ရဲ့ facebook စာမျက်နှာပြီးတို့ရဲ့ official website မှာတော့ကြည့်ကြည့်ပါ city အသင်းကသူများရဲ့အသင်းလောက်တော့ဝင်ငွေအဲ့လောက်ကြီးပေါ့လက်ရှိမှာ united နဲ့ liverpool အသင်းတို့နဲ့ပြင်ရှင်ကြဆိုရင်တော့ဝင်ငွေတွေအဲ့လောက်အများကြီးဝင်နေဆိုတာမဟုတ်ပေမဲ့ city အသင်းကလက်ရှိဘယ်နှစ်ဆက်ဆိုပြီးတို့အနေနဲ့ proudly အမြက်အများဆုံးအသိနေတယ်သူတို့စံချိန်တင်ခဲ့တယ်ဆိုရင်သူတို့ကသူတို့အမြင်နဲ့ခဏခဏပြောတော့တွေးလိမ့်မယ်အဲ့တော့ခုနကပြောသူလူတော်များဟာတော့ United တို့လောက်ဝင်ဝင်ဝင်တာမတူပြောပြရမယ်ဝင်ဝင်ဝင်ငိုင်းအမြက်မများဘူးတချို့ကျတော့ကြားကြည့်ရင်ခြေရာကြည့်အခုလက်ရှိမှာဂလီစာတို့ပြီးသားလို့လို့ CD အသင်းတို့ဆို United အသင်းဘယ်လိုမျိုးတိုင်ပတ်နေလဲအသင်းကြီးတအားကြီးတယ်မလိုအပ်တဲ့လူတွေအများကြီးထဲမှာပြုတ်သိမ့်နေတယ်အဲ့ဒီချိန်မှာခုနကပြောသူဝင်ဝင်တွေအများကြီးရတယ်ဒါပေမဲ့ထွက်ငွေတွေအများကြီးဖြစ်တဲ့ချိန်မှာအမြက်ငွေနေတယ်ဒီ simple logic ကိုကျွန်တော်အဲ့တော့ CD အသင်းကဒါကိုလုံးဝဖိထားတယ် ဒေါ်နိုအိုးစုကဒါမှအရန်တော်ရတဲ့မှာပွားတယ်။ဥပမာကျွန်တော်စီးတီးသင်းကလက်ရှိမှာအမျက်ငွေဒါကျွန်တော်လီဗာပူးတို့ဒါကျွန်တော်တို့ယူနိုက်တက်တို့စာစားရင်တော့နည်းတယ်။ဒါပေမဲ့တို့မှသူ့ဟာအထောက်ငွေတအားနည်းတဲ့အတွက်ကြောင့်မို့စီးတီးသင်းနဲ့အမျက်ငွေနဲ့ဥပမာဝင်လာတဲ့ငွေငွေနဲ့အထောက်ငွေနဲ့အရန်ကွာလာတဲ့အချိန်မှာတော့အမျက်ငွေအရန်ကွာသွားတယ်။အမျက်ငွေအရန်တတ်သွားတယ်။အဲ့တော့ပြောချင်တာရှင်းရှင်းလေးအဲ့တော့စီးတီးသင်းဘယ်လိုပြောရလဲခင်ဗျားတို့လက်ခံမှာပုံစံမို့ရပါစီးတီးသင်းကအတင်းကြီးတည်သေးမယ်။ လက်ရှိမှာဥရောပအအောင်မြင်ဆိုလက်ရှိပြောတာမဟုတ်အရင်တော့ကမဟုတ်လက်ရှိမှာဥရောပမှာအအောင်မြင်ဆိုအသင်းတွေမှာစီတီတင်ပါတယ်ဒါက harsh reality ဖြစ်တယ်တရုတ်ပြည်ကိုသွားကြည့်မယ်ဆိုလာကျွန်တော်စီတီပရိသတ်တွေအများကြီးအများကြီးဖြစ်လာတွေ့ရမယ်စီတီတင်နဲ့ तू market ဘယ်လိုလောက်မှာ तू ကသူသိတယ်တဲ့မှာပါအဲ့တော့စီတီတင်ဒီညဟုတ်လားဘာလို့ငွေတွေဘယ်နဲ့ရလဲဆိုတဲ့အဖြေအားရှင်းရှင်းလေးပါသူတို့မှာစပွန်ဆာတွေအများကြီးရှိပါတယ်လူတွေအနေနဲ့ခုနကပြောဟာဒီစပွန်ဆာသူတို့အတွက်သေးတယ်ဒီစပွန်ဆာသူတို့အတွက်လက်မခံဘူးဗျစီတီအသေးဆိုတာဗျာတလားဥပမာဆိုရင်ကျွန်တော်မမဲ့ရတက်ကနိုကိုကျွန်တော်စီတီကနေတည်တာဖြစ်တယ် မြန်မာပြည်မှာတက်ကနိုမဝင်သေးဘူးမမဲ့ရကျွန်တော်ဟိုကတက်ကနိုမဝင်သေး CD အသင်းကနေပြီးတော့တက်ကနိုကိုစတင်ပြီးကြီးညာပြီးတဲ့အချိန်မှာအော်တက်ကနိုဖုန်းရှိပါလားဆိုကျွန်တော်စဉ်းစားမိတယ်ဒါပေမဲ့တက်ကနိုဖုန်းကခုလက်ရှိမှာမြန်မာပြည်မှာတော့နိုင်ငံတကာမှာနည်းနည်းလေးပြန်ဆောက်နည်းနည်းမို့တော်တော်ပေါက်သွားရှင်တယ်မသိပါဘူးအဲ့တော့ ်ထားပါအဲ့တော့လက်ရှိမှာပြောရမယ်ဆိုရင်တော့ technophone ကခုထဲမှာဒါကျွန်တော်ဖြစ်သွားအဲ့တော့ပြောနေတာ CD အသင်းနေနဲ့သူများရင်နဲ့မတူတဲ့ဥစ္စာကပါလို့တို့က sponsor ယူရဲတယ်သူများတွေဟာမဟုတ်ဘူးငါတို့ကအသင်းကြီးဖြစ်တဲ့ကြောင့်အသင်းကြီးနဲ့တူတဲ့ sponsor ပဲယူမယ်အဲ့လိုပုံစံမျိုးတွေတွားတယ် CD ကလည်းမရှိဘူး CD က sponsor အများကြီးပဲဒါပေမဲ့ CD ကွင်းထဲရောက်ဖို့ပိုသိသိလေမယ် CD ရဲ့ကွင်းထဲမှာကြည့်လိုက် sponsor banner တွေမှာရိုက်တက်လို့တော့မကုန်ဘူး City အသင်းက commercial လုပ်တဲ့နေရာမှာ immediate မှာတော်တဲ့ club တစ်ခုဖြစ်တယ်။ဘာလို့လဲဆိုတော့ကိုယ်တိုင်လည်းဒီ City အသင်းရဲ့ဒါကျွန်တော်တို့ sales representative တွေကြုံပြီးရတဲ့ကြောင့်မြန်မာနိုင်ငံတော်လာပြီးတော့ဗျာ sponsor လာတောင်းသေးတာကျွန်တော်ပြောတာကျွန်တော်အခုလက်ရှိကျွန်တော်ဒီ corporate လုပ်တဲ့သက်သမ်းမှာခင်ဗျာကျွန်တော်မြင်ဘူးတာပေါ့နော်ကိုရဲ့မြန်မာနိုင်ငံကိုလာပြီးစပွန်သားလာတောင်းတာနဲ့ကိုကသွားပြီးစပွန်သားထည့်ခြင်းနဲ့အတင်းနဲ့အယံကွာတယ်။ဥပမာလက်ရှိမှာကျွန်တော်မြင်ဘူးတာပေါ့နော်။မြန်မာနိုင်ငံမှာဒါကျွန်တော်ဘန်ကတ်တွေရှိတယ်။ဘန်ကတ်တွေမှာကျွန်တော်ဒါ United ပုံနေနဲ့ဘန်ကတ်လောက်ရရှိတယ်။အဲ့ဒါကအဲ့ဒီဘန်လောက်ထားတာမဟုတ်ဘူး။ ဗီဇာကရထားတဲ့ဥစ္စာကိုအဲ့ဒီဘန်ကနေဗီဇာကိုပြန်ဝယ်ရတာအာတချို့ကဒီဘန်က United sponsor no ဘန်နဲ့ United နဲ့ဘာမှမဆိုင်ဗီဇာကုမ္ပဏီရှိတယ် credit card ဗီဇာကုမ္ပဏီရှိတယ်ဗီဇာကုမ္ပဏီက United ကိုဘယ်နှစ်နှစ်ဆိုပြီးဝယ်လိုက်တယ်အဲ့ဒီဥစ္စာဆိုဝယ်တဲ့ဥစ္စာကိုမှဒါကျွန်တော်တို့ဘန်ကနေပြီးအဲ့ဒီရဲ့ purchasing amount personally percent လေးပဲပြန်ဝယ်ပြီးတော့ရုပ်တံရုပ်ပုံအသုံးပြုကောက်ကိုပြန်ဝယ်လိုက်တာ စီဒီအလိုမဟုတ်စီဒီသင်ကသူတို့ရဲ့ server presence တွေကိုကျွန်တော်တို့လွတ်တယ်လွတ်ပြီးတော့ဟာကျွန်တော်တို့ခမရောက်စမွန်သာထည့်ချကျွန်တော်တို့ဘယ်လို benefit တွေပေးမလဲကျွန်တော်တို့လက်ရှိမှာအဲတော့ကစီဒီသင်က travel ရမရသေးဘူးနော် champion league တောင်မရသေးကျွန်တော်စကားလာပြောတဲ့အချိန်မှာအခုချိန်ထိကြားသေးတော့စီဒီသင်က server representative တွေကိုလွတ်ပြီးတော့ငွေရှာနေတော့မယ်အဲ့ဒီအချိန်မှာသူများရဲ့ကွဲသွားအဲ့ဒါစီးတီးတင်ကအမျက်ငွေပါညာပြန်ကြည့်မယ်ဆိုသူများတင်တဲ့ဘာလို့များလဲအထွက်ငွေနေတယ်ဝင်ငွေကယူနိုက်တက်တို့လီဗာပူးတို့ဒါအာဆနယ်တို့ကမများတော့မများအောင်သိကြတယ်ဒါပေမဲ့ပြန်ကြည့်အောင်စီးတီးတင် သူတို့ဝင်ဝင်နဲ့သူတို့ထွက်ဝင်နဲ့က level quality မှာအမြတ်ကြီးကတက်သွားတယ်အဲ့ဒီမှာ city တင်းကငွေပို့သုံးလေးရပါတယ်အဲ့ဒီ simple concept ပဲဒါကိုခင်ဗျားကိုနားလည်အောင်ရှင်းပြလောက်ပဲအဲ့တော့မောတယ်ဗျာဖော်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါအောင်ကိုညွှန်ပြရပါတယ်။အများကြီးလက်ကလစ်ဖူမမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0ဆိုတဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားကြကြမှာတော့ကိုညွှန်ပြလို့ရပါတယ်။ ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရဲ့။နည်းနည်းလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာရဲ့။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC တို့ကြတာပေါ့။ဒီပါဗျာ။